မင်းအောင်လိုင်းဒီဒေါန်ဆန်းစုကြည်ကအမျိုးမြင်ရှိရှိစီစဉ်ခဲ့သောတဘာဝဘေးအနေရင်ကြုံတွေ့ပါက အသင့်သုံးဆွဲနိုင်ရန်ထူထောင်ခဲ့သောနိုင်ငံတော်ရန်ပုံငွေကျပ်ပီလီယံ400ကိုစီးပွားရေးဖွံ့ဖြိုးရေးအတွက်တည်သက်ရမုံငွေအဖြစ်ပြောင်းလဲသုံးဆွဲခဲ့ခြင်းစကိုင်းငလင်ကိုနှစ်ဖူးတွေ့ဒူးတွေ့ကြုံရသည့်အခါကျပ်ပီလီယံ400သည်ဇီးသည်ပန်းမောက်ပျောက်ဆုံးသွားသလို ယဟယင်ကိုလည်းပြည်သူတွေအပေါ်ဘုံကျဲသည့်စစ်စင်ရေးများတွင်အသုံးချနေခြင်းယဟယင်ဝယ်ယူခဲ့မှုကိုနိုင်ငံပါဏာအလွဲသုံးစွာလုံးမှုဟုမင်းအောင်နိုင်ကမတရားအမှုစဉ်ပြီးတရားစွဲထောင်ချခဲ့ခြင်း နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ဖတ်ပြပေးမယ့်စောင်းပါလေးကတော့စောင်းပါရှင်သူတဆော်ရေးသားတဲ့စကိုင်းပြည့်ရွေးငလင်ကြမရေရသောနေပြည်တော်၏အနာဂတ်ဆိုတဲ့စောင်းပါပဲဖြစ်ပါရဲ့ရှင်။စစ်ဗိုလ်ချုပ်များကငလင်ကြောကြီးပေါ်တွင် မြို့တော်တည်တည်ဆောက်ခဲ့သည်။နိုင်ငံကိုအုပ်ချုပ်ရန်အရေးအရှိမရှိ ပြည်သူကိုစေတနာမရှိကြကြောင်းကပီးကာလာတွင်ပုံထင်ရှားလာသည်။၂၀၁၅နိုဝင်ဘာ၆ရက်နေ့မှာအာနာရှင်ဟာဦးတန်းရွှေဟာ မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးမျိုးတော်ကိုရန်ကုန်ကနေနေပြည်တော်သို့ပြောင်းရွှေ့ခဲ့ပါတယ်။2025ခုနှစ်ဟာနေပြည်တော်ရဲ့တတတနှစ်20ပြည့်မဲ့နှစ်ဖြစ်ပါတယ်။နိုင်ငံရဲ့အလဲဘဟုမှတိဆောက်ခဲ့တဲ့မျိုးတော်တည်ရဲ့ဖြစ်တည်မှုက အစာပိုင်းမှာကြပြင်းနေပြည်တော်လို့အမည်တွင်ခဲ့ပြီးအထူးကြံလှပါတယ်။အဲ့ဒီအချိန်က တနိုင်ကလုံးမှတစ်ခုတည်းသာရှိတဲ့မြို့တော်တည်ရဲ့20လမ်းသောလမ်းမကျယ်ကြီးတွေမှာ ကားတစ်စီးမှဖြတ်တန်းသွားလာခြင်းမရှိတဲ့ပုံရိပ်တွေကိုနိုင်ငံတကာသတင်းစာမျက်နှာတွေမှာမကြာခဏဖော်ပြခြင်းခံခဲ့ရပါတယ်။မြန်မာစစ်ဘုတ်ချုပ်ကြီးတွေအကြောင်းလေးလာကြတဲ့နိုင်ငံတကာပညာရှင်တွေကြားဘယ်ဟိနိဆန်လာတဲ့နေပြည်တော်မြို့သစ်စီမံကိန်းကိုအာဏာရှင်ဟောင်းဦးတန်းရွှေဘလို့စိတ်ကူးနဲ့တိဆောက်ခဲ့တယ်လို့ဆိုတဲ့မေကွန်များစွာထုတ်ခဲ့ကြဝေဖန်ဆက်ဆိတ်ခဲ့ကြပူပါတယ်။အဲ့ဒီမေကွန်တွေတဲက ကဘာကြီးနဲ့ခက်ခွာခွာအထီးကျန်စွာနေခြင်းလို့နိုင်ငံတကာအဆက်အသွယ်တွေရဲ့ဗဟိုချက်ဖြစ်တဲ့ရန်ကုန်မြို့တော်ကိုဆုံးခွာခဲ့လေသလားလို့မေကွန်ထုတ်သူတွေလည်းရှိခဲ့ပါတယ်။ဒီကနေ့အချိန်အထိနိုင်ငံတကာတန်ယုံတွေဟာရန်ကုန်ကနေနေပြည်တော်ကိုပြောင်းရွှေ့ခြင်းမရှိဘဲမြို့တော်ဟောင်းမှသာဆက်ပြီးအရှိဆိုင်နေကြခြင်းကအဲ့ဒီသူတွေရဲ့မေကွန်ကို အတီးပြုတ်ဝေးသလိုဖြစ်နေပါတယ်။ စစ်ရေးအမြင်ကဲသူတချို့ကလည်းစစ်ဘိုလ်ချုပ်တွေဟာအမေရိကန်နိုင်ငံကကျူးကျော်လာနိုင်တဲ့စစ်ရေးတွေကိုစိုးရိမ်မှုတွေရှိနေနိုင်ပြီးအဲ့ဒီလိုဖြစ်လာခဲ့ရင်ရန်ကုန်မြို့ကိုပင်လယ်ရေကြောင်းကနေအလွယ်တကူဝင်ရောက်တိုက်ခိုက်နိုင်တဲ့အတွက်နိုင်ငံရဲ့အတွင်းပိုင်းခြားတဲ့နေရာကိုစစ်ရေးအမြင်အရပြောင်းရွှေ့ခြင်းဖြစ်နိုင်တယ်လို့မှန်းဆသူတွေလည်းရှိခဲ့ကြပါသေးတယ်။ ဒါပေမဲ့စစ်ဘိုလ်ချုပ်တွေကိုယ်တိုင်ဖွင့်ဟပြောဆိုခဲ့တဲ့နေပြည်တော်မြို့သစ်တိဆောက်ရတဲ့ရည်ရွယ်ချက်ကနိုင်ငံရဲ့အလဲဘဟုချက်မှာအုပ်ချုပ်ရေးမျိုးတော်ရှိခြင်းကတနိုင်ငံလုံးကိုဖြန့်ကျက်အုပ်ချုပ်နိုင်ဖို့ပုံမကောင်းမွန်စွာလှုပ်ဆောင်နိုင်ဖို့အတွက်ဖြစ်တယ်လို့ဆိုပါရယ်အဲ့ဒီအချိန်ကစစ်ကောင်းဆောင်တွေဟာနိုင်ငံရဲ့အလဲဘဟုမှာမြောက်မတောင်သို့တောင်ဖြတ်ရှိနေတဲ့ကဘာကျော်စကိုင်းငလင်ကျော်ကြီးကို မျိုးတော်ဒစီမန်ကိန်းမှာဘလောက်ထက်တွက်ခဲ့တယ်လဲဆိုတဲ့အချက်ကလက်ရှိကြုံတွေ့နေရတဲ့နေပြည်တော်ငလင်တန်းကတက်တည်ပြလျက်ရှိနေပါတယ်။မြည်တော့ပင်ဆိုစေကမူစစ်အာဏာရှင်ဟောင်းဦးတန်းရွှေရဲ့တချက်လို့အမိန်နဲ့အတင်းအဓမ္မပြောင်းရွှေ့အသက်သွင်းခဲ့တဲ့နေပြည်တော်ဟာဖုံမုတ်တွေနဲ့ရှောက်သွေးလာတဲ့လွင်တီးကောင်ကြက်ပြေးနေပြည်တော်ဘဝကနေလွန်ခဲ့တဲ့အနည်း20အတွင်းစိုက်ပျိုးခဲ့တဲ့တစ်ပင်တွေကြောင့်စိမ့်ဆိုတဲ့မျိုးပြတစ်ခုရဲ့တပ်ဝင်မှုကိုတဖြည်းဖြည်းပြောင်းလဲမြင်တွေ့လာခဲ့ရပြီး မတ်လ28ရက်နေ့မတိုင်မီအထိဆက်အာနာရှင်ဟောင်းလက်သက်တွေအတွက်ဂုံယူဆရာမျိုးတော်အဖြစ်ရှိနေခဲ့တာကတော့အမှန်ပဲဖြစ်ပါတယ်။ဒါပေမဲ့ယနေ့နေပြီးတော့ဟာသခိုင်းပြည့်ွေငလင်ကြီးရဲ့တန်ကြပ်အောက်မှာတခဏအတွင်မရေရတဲ့အနာဂတ်ကိုရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။စကိုင်းပြည့်ွေငလင်ကြီးကြောင့်စကိုင်းနဲ့မန္တလေးမြို့ဝင်းကျင်တွေက အပြက်အစီးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုနိုင်ငံတကာသတင်းမီဒီယာတွေအာရုံစိုက်နေချိန်မှာ နေပြည်တော်ရဲ့အရှိကအဆောက်အုံတွေပျက်စီးမှုအရှိနေအပေါ်ထိတ်တန်းတည်မဖြစ်ခဲ့တာက၎င်းတို့အရှိနေအမှန်ကို လူသိမှတ်ခံခြင်းနဲ့စစ်ဘိုလ်ချုပ်ကြီးတွေအတွက်စိတ်သက်သာရရစေခဲ့ပါတယ်ဒါပေမဲ့လေအာနာရှင်စနစ်အောင်စစ်တပ်ပုံစံတပြေးညီလောက်ကန်တက်တဲ့စစ်ဘိုလ်ချုပ်ကြီးတွေရဲ့အလေးအကျင့်တွေကြောင့်နေပြည်တော်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေက အလိုအလျောက်ပေါ်ထွက်လာခဲ့ပါတယ်။ ငလင်လောက်ကပ်ပြီးတာနဲ့ထိတ်တန်းပို့ချုပ်ကြီးတွေဖြစ်တဲ့ညာထွန်းဦးတင်အောင်ဆန်းမောင်မောင်အေးမိုးအောင် မောင်မောင်အုံးစတဲ့စစ်ကောင်စီရဲ့ထိတ်တန်းအဖွဲ့ဝင်တွေဟာဝင်ကြီးဌာနရုံးအဆောက်အုံတွေနဲ့ဝန်ထမ်းအိမ်ယာပြည့်စည်မှုအရှိန်အနေကိုတပြိုင်နက်တည်းတွားရောက်စစ်ဆေးကြတဲ့သတင်းတွေကိုနိုင်ငံပိုင်မီဒီယာတွေကနေထုံလွှင့်ခဲ့ရမှာနေပြည်တော်ရဲ့အရှိန်အဆောက်အုံပြည့်စည်မှုအတိုင်းအဆကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီထုတ်ပြန်ချက်တွေနဲ့မြေပြင်တည်င်းအချက်အလက်တွေကိုစုပေါင်းလေ့လာသုံးသပ်ပြီးမြန်မာနောင်ကအောက်ပါ Google App မြေပုံမှာလောင်တီတွတ်လောင်ကြည်ကျွတ်အတီအကျနဲ့နေပြည်တော်ရဲ့အရှိကံအဆောက်အုံပျက်စီးမှုအတိုင်းအဆမြေပုံတစ်ခုကိုထုတ်ကြည့်ခဲ့ပါတယ်။မြေပုံထဲမှာအနီရောက်အမှတ်သားနဲ့ဖော်ပြထားတဲ့နေရာတွေဟာငလင်ကြောင့်အဆောက်အုံပျက်စီးမှုများပြားပြီးပြန်လည်ပြင်ဆင်အသုံးပြုနိုင်ခြင်းမရှိတဲ့ဒါမှမဟုတ်အရှိန်ယူပြင်ဆင်ရနိုင်တဲ့အဆောက်အုံတွေဖြစ်ပါတယ်။ အဲ့ဒီအပြက်အစီအစာဦးတွေထဲမှာပြည်တော်စုလွတ်တော်တမရအိမ်တော်ကာကွယ်ရေးပြည်ထရေးနေဆက်ရေးရာ နိုင်ငံသားရေးစီမံဘဏ္ဍာစတဲ့ဝင်ကြီးဌာနတွေအမျိုးသားမော်ကွန်တိုက်အမျိုးသားပြတိုက်နဲ့အမျိုးသားစာကြီးတိုက်တို့လိုတမိုင်းမှတ်တမ်းတွေတင်စီရနေရာတွေနဲ့စစ်ကောင်စီရဲ့ National Cyber Security Center တို့လိုစစ်တွေရေးအရှိအကန့်အဆောက်အုံတွေလည်းပါဝင်ပါတယ်။မြေပုံထဲမှာအဝါရောက်အမှတ်အသားနဲ့ပြထားတဲ့နေရာတွေကတော့ တန်ရှိတဲ့စစ်ကောင်စီဝင်ကြီးဌာနနေရာတွေဖြစ်ပြီးအဲ့ဒီဝင်ကြီးဌာနအဆောက်အုံတွေရဲ့ပျက်စီးမှုအခြေအနေကိုမသိရပေမဲ့လည်းအင်အားပြင်းငလင်ကြီးရဲ့တံကိုအနည်းနဲ့အများခံကြရမှာဖြစ်ပါတယ်။အဲ့ဒီမြေပုံကိုခွဲခြမ်းစိတ်ပြကြီးတဲ့အခါမှာလွန်ခဲ့တဲ့အနှစ်20ကစစ်ဗိုလ်ချုပ်ကြီးတွေတိဆောက်ခဲ့တဲ့နေပြည်တော်ဟာနိုင်ငံရဲ့အုပ်ချုပ်ရေးမျိုးတော်အဖြစ်ရှေ့အနာဂတ်မှာဘလောက်ကြကြအခိုင်အမာရပ်တည်နိုင်အောင်မလဲဆိုတဲ့အချက်ကိုတွေ့ရပါတယ်။ စကိုင်းငလင်ဂျော်ဂျီယာမြန်မာနိုင်ငံရဲ့ဘူမိအခြေခံပေးထားချက်ကြီးဖြစ်နေတဲ့အတွက်နေပြည်တော်ရဲ့အနာဂတ်ကိုဆက်လက်ရှိန်းရှောင်းနေမှာကတော့အသေးအရှာပဲဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံဟာမြို့တော်အသစ်လိုအပ်နေပြီလား။ဒါမှမဟုတ်မင်းစိုးမင်းညစ်ကိုဖယ်ရှားပြီးမင်းချစ်တရား၁၀ပါးနဲ့ပြည်စုံတဲ့မင်းကောင်းမင်းမြတ်လိုအပ်နေပြီလားဆိုတာမြန်မာပြည်သူတွေအလေးအနက်စဉ်းစားကြရမယ့်အရှိန်ဖြစ်ပါတယ်။ မြမသမိုင်းမှာအကြီးမားဆုံးဖြစ်အားဖြင့်တဘာဝဘေးဒုက္ခကြီးနှစ်ခုကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်ပြမအကျေအနေနဲ့ဖြစ်အားပြင်းဆိုင်ကလုံးနာကင်မုံတိုင်းကြီးဟာနိုင်ငံရဲ့မြဝကျွန်းပေါ်ဒေသကို2008ခုနှစ်မေလ2ရက်နေ့ညပိုင်းမှာဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကမင်းဆိုမင်းညစ်အာနာရှင်ရောက်ဦးတန်းရွှေရဲ့ဖိနှိပ်အုပ်ချုပ်မှုအောက်မြန်မာပြည်သူတွေပြပြမောက်နေရတဲ့ကာလဖြစ်ပါတယ်။ 2000စက်တင်ဘာလမှာဓာတ်ဆီဈေးနှုန်းတွေကို အာနာရှင်ဟောင်းဦးတန်းရွှေကရုတ်တရက်ဈေးအဆမတင်မြင့်တင်ခဲ့ရမှာ လူလူကြားအထွေထွေအကြအတဲစိုက်ခဲ့ပြီးဗုဒ္ဓဘာသာယဟန်တန်ဃာတွေဦးဆောင်တဲ့ရွှေဝါရောင်တန်ဃာအရေးကြီးဖြစ်ပွားခဲ့ပါတယ်ဦးတန်းရွှေဟာတန်ကာတော်တွေနဲ့ဆန္နာပြပြည်သူတွေကိုရက်ဆက်စွာနှိမ်နှင်းတပ်ဖြတ်ဖမ်းဆီးထောင်ရှားခဲ့တဲ့မင်းဆိုမင်းညစ်ဖြစ်ပါတယ်။ပြည်သူတွေကြားမှာအဆိုပါဒဏ်ရာတန်ကြပ်တွေလက်ဆက်နေစေအချိန်မှာ နာဂဲမုံတိုင်းကိုကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။နှစ်ပေါင်း18နှစ်ကြာခဲ့ပြီးတဲ့နောက်ဒုတိယအကြိမ်ဖြတ်အားပြင်းစကိုင်းငလင်ကြီးနဲ့ထပ်မံကြုံတွေ့ခဲ့ရပြန်ပါတယ်။စကိုင်းငလင်နဲ့ဆိုင်ကလုန်းနာကဲဖြတ်အားပြင်းထန်ပုံချင်းနဲ့ဘေးဒုက္ခရင်ဆိုင်ရပုံချင်းကွာရှာပါတယ်။ဒါပေမဲ့မကွာရှာတာကဒီတဘာဝဘေးဒုက္ခဆိုခြင်းနှစ်ခုကိုရင်ဆိုင်ရချိန်မှာမြန်မာပြည်သူတွေဟာစစ်တပ်ရဲ့ရက်စက်ဖိနှိပ်မှုတံကို အလူးအလဲခံစားနေကြရတဲ့အချိန်ဖြစ်ပါတယ်။ စကိုင်းငလင်ဘေးကြီးကြုံတွေ့ရချိန်မှာတိုင်းပြည်ဟာ2021စစ်အာဏာသိမ်းချိန်ကစပြီးနိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိနေတဲ့စစ်အာဏာရှင်စနစ်ရှုံ့ငင်းရေးလက်နက်တော်လှန်ရေးပြင်းထန်နေချိန်ဖြစ်ပါတယ်။ငလင်တန်းကိုအပြင်းအထန်ခံစားလာရတဲ့မျိုးရွာတွေမှာရှိတဲ့ပြည်သူတွေဟာစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ဖိနှိပ်ရဆက်မှုအောက်မှာကြီးလန်းစားစားနေထိုင်နေရတဲ့အချိန်ကာလလေးဖြစ်ပါတယ်။နောက်ပြီး ဲ့ဒီတဘာဝဘေးဒုက္ခကြီးနှစ်ခုနဲ့မြန်မာပြည်သူတွေနှစ်ကြိမ်စလုံးကြုံတွေ့ခံစားရချိန်မှာ တိုင်းပြည်ဟာစီးပွားရေးအရာအထွေထွေအကြအတဲကြာရောက်နေတဲ့အချိန်ကာလတွေလည်းဖြစ်ပါတယ်ကိုပြည်သူကိုလက်နက်အားကိုအနိုင်ကျင့်ပို့ကြဖိနှိပ်အုပ်ချုပ်နေတဲ့စစ်အာဏာရှင်တွေအပေါ်ယဉ်ကျေးတဲ့နိုင်ငံတကာအသိုက်အဝန်းက စီးပွားရေးအရာပိတ်ဆို့အရေးယူတန်ခတ်မှုတွေနဲ့တန်တမာရေးအရာဖယ်ကျင်ထားမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့မြန်မာပြည်သူတွေတဘာဝဘေးဒဏ်ကြုံလာရတိုင်းနိုင်ငံတကာအသိုင်းအဝန်းကတော့လှစ်လူရှုထားလို့မရှိပါဘူး။လက်ရှိကြုံတွေ့နေရတဲ့သခိုင်းငလင်ကြီးကိုအကြောင်းပြပြီးမြန်မာနဲ့နိုင်ငံတကာကြားတဘာဝဘေးဒုက္ခဆိုင်ရာတန်တမန်ဆက်ဆံရေးတမိုင်းတကွေ့ပြန်လည်ကြုံတွေ့လာရပြီးတော့မတ်လ30ရက်နေ့မှာအရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံနိုင်ငံကြားရေးဝင်ကြီးများအရေးပေါ်အထူးအစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ အာနာသိန်းစစ်ကောင်စီကိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်အတိအမှတ်မပြုခဲ့တဲ့အာဆီယံအသင်းကြီးဟာနှစ်စဉ်ကျင်းပတဲ့အာဆီယံကောင်ဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးနဲ့နိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးတွေကိုစစ်ကောင်စီရဲ့နိုင်ငံရေးရာထူးရယူထားသူတွေတရားခွင်ပိတ်ပင်တားဆီးခဲ့ရကနေသခိုင်းငလင်ရဲ့အရေးပေါ်ကယ်ဆယ်ရေးအတွက်စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေကို အဆိုပါအထူးအရေးပေါ်အစည်းအဝေးသို့ပထမဆုံးအကြိမ်အနေနဲ့တက်ရောက်ခွင့်ပေးခဲ့ပါတယ်။ဒါပေမဲ့ဦးတန်းစွေတက်ရောက်ခဲ့ခြင်းကိုစစ်ကောင်စီကသာ ထုတ်ပြန်ခဲ့ပြီးအာဆီယံရဲ့ထုတ်ပြန်ကြေညာချက်မှာတော့လုံးဝဖော်ပြထားခြင်းမရှိခဲ့ပါဘူး။ဒီအရှင်းအရာကိုကြည်ချင်းအဖြစ်အာဆီယံဟာစစ်ကောင်စီအပေါ်ယက်တီချက်ပြောင်းလဲခြင်းမဟုတ်ပဲမြန်မာပြည်သူတွေအတွက်အရေးပေါ်အကူအညီပေးနိုင်ဖို့ကဥတီလှုံ့ဆော်ခဲ့တာဖြစ်တဲ့အကြောင်းသုံးသပ်တွေ့ရှိရပါတယ်။ အခုလိုတဘာဝဘေးနဲ့ကြုံတွေ့နေရတဲ့အချိန်မှာ နိုင်ငံတကာအတိုင်းအဝန်းအနေနဲ့တဘာဝဘေးဒုက္ခခံစားနေကြရတဲ့မြန်မာပြည်သူတွေထံလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေစောနိုင်သမျှအများဆုံးပေးအပ်နိုင်ရေးအတွက်တန်တမာရေးလမ်းကြောင်းကနေကြိုးပမ်းမှုရှိလာတာဟာရင်ကျေးတဲ့လူပတ်ဝန်းကျင်ရဲ့တာဝန်တည်တက်မှုပဲဖြစ်ပါတယ်ဒီအခြေအနေကိုအခွင့်ကောင်းယူပြီးအာနာသိန်းစစ်ကောင်စီဟာနိုင်ငံရေးအယအသုံးချမယ်ဆိုတာကတော့မလွဲဧကန်ဖြစ်ပါတယ်။ တချို့သောအာဆီယံနိုင်ငံတွေရဲ့ခေါင်းဆောင်တွေဟာစိုက်ကလုန်းနာကေကာလအာဆီယံရဲ့ဂျာဝင်ကူညီခဲ့မှုအတွေ့အကြုံတွေနဲ့နှိုင်းယှဉ်ပြီးအခုအချိန်မှာလဲမြန်မာစစ်ကောင်းဆောင်တွေကိုလူသားချင်းစာနာမှုအကူအညီတွေပေးအပ်ခြင်းကနေတဆင့်နိုင်ငံတကာနဲ့ပြန်လည်ထိတွေ့ဆက်ဆံနိုင်မဲ့အခွင့်အလမ်းတွေလမ်းဖွင့်ပေးခြင်းနဲ့စစ်ကောင်းဆောင်တွေကိုတိုးတိုးတိတ်တိတ်နှာချပြီးလက်ရှိနိုင်ငံရေးပြဿနာတွေကိုဖြေရှင်းနိုင်မဲ့စစ်ဆက်ညှိနှိုင်းဖြေရှင်းမှုအထိလမ်းကြောင်းပွင့်လာစေဖို့အကြံအစီစိတ်ကူးတွေရှိနေနိုင်ပါတယ်။ ဒါပေမဲ့ဆိုင်ကလုန်းနာကေဖြစ်ပွားခြင်းကဥတန်းရွှေစစ်အစိုးရနဲ့စကိုင်းငလင်ဖြစ်ပွားခြင်းမင်းအောင်လိုင်ရဲ့စစ်ကောင်စီကြားမြန်မာနိုင်ငံရဲ့အခင်းအကျင်းတစ်ခုလုံးဟာအရှိန်အကြကြကွဲပြားရှားနာသွားခဲ့ပြီဆိုတဲ့အချက်ကိုအာဆီယံကောင်ဆောင်တွေအိန္ဒိယင်းတွေနဲ့နိုင်ငံတကာအသိုင်းအဝန်းကအလေးထားသတိပြုဖို့လိုအပ်ပါတယ်။အာဆီယံနဲ့အိန္ဒိယင်းနိုင်ငံတွေဟာနေအိမ်ကြောင်းပျက်စီးသွားတဲ့အဆောက်အုံတွေကြားပိတ်မိနေတဲ့မြန်မာပြည်သူတွေရဲ့အသက်ကို ကယ်ဆယ်နိုင်ရေးကြိုးပမ်းပေးမှုအတွက်များစွာကျေးဇူးတင်ထိုက်ပါတယ်။ဒါပေမဲ့စစ်ဘိုလ်ချုပ်တွေရဲ့နိုင်ငံရေးပျော်ကကူးဆက်ပူးကပ်သွားတဲ့ဆိုရင်အဲ့ဒီအကူအညီတွေအလုံးတဲတဲ့ရင်သူဖြစ်သွားနိုင်တာကိုလည်းသတိပြုသင့်ပါတယ်။တဘာဝဘေးဒုက္ခကြီးတွေနဲ့ကြုံတွေ့လာရပြီဆိုရင်ပထမဆုံးအစောပိုင်းနာရီမိနစ်တွေဟာလူအသက်ပေါင်းများစွာကိုကယ်တင်နိုင်မဲ့မဟာအခွင့်အရေးကြီးဖြစ်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုစောနိုင်သမျှစောစောလှုပ်ဆောင်နိုင်ဖို့အလွန်ကိုအရေးကြီးပါတယ်။ နိုင်ငံတိုင်းဟာအခုလိုကြီးမားတဲ့သဘာဝဘေးဒဏ်မျိုးနဲ့ကြုံတွေ့လာရပြီဆိုတာနဲ့၎င်းတို့ရဲ့စစ်တပ်ကိုအလုံးအရင်အသုံးပြုပြီးနိုင်ငံအနှံ့ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုအမြန်ဆုံးဆောင်ရွက်လေ့ရှိကြပါတယ်။ဒါပေမဲ့မင်းအောင်လှိုင်ကတော့၎င်းရဲ့အာဏာပဟိုချက်နေပြည်တော်ကလွှဲပြီးငလင်တန်အပြင်းအထန်ခံစားရတဲ့စကိုင်းနဲ့မန္တလေးဒေသတွေမှာရှိတဲ့ပြည်သူတွေရဲ့အသက်ကို လျင်မြန်စွာကဲတင်ဖို့၎င်းရဲ့စစ်တပ်ကိုယနေ့အချိန်အထိအလုံးအရင်အသုံးပြုနေတာကိုမတွေ့ကြရပါဘူး။ မြန်မာပြည်သူတွေအပေါ်ဖိနှိပ်ရဆက်ရာမှာအဆင်သင့်ဖြစ်နေတဲ့စစ်အာဏာရှင်တွေဟာဖြတ်အားပြင်းငလင်ကြီးနဲ့ကြုံတွေ့လာရချိန်မှာမပြောင်းလဲတဲ့သူတို့ရဲ့အမှုအကျင့်ကတော့ပြည်သူကိုကယူဆိုင်ဟန်လူအများရှိမှလူလုံးထွက်ပြခြင်းဖြစ်ပြီးပြည်သူတွေရဲ့အသက်ကိုကယ်ဆယ်ရေးမှာတော့နီးစပ်ရာပြည်သူတွေနဲ့နိုင်ငံအနှံကလူမှုအသင်းအဖွဲ့တွေကသာအမှန်တကယ်ဥဆောင်လောက်ကင်ကြတာဖြစ်ပါတယ်။ စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာငလင်လှုပ်ခတ်ပြီးတဲ့နောက်နိုင်ပိုင်းအတွင်းမှာပဲနေပြည်တော်ရှိလမ်းမတွေပေါ်ထွက်လာပြီးအပြက်စီးတွေကို စစ်ဆေးတဲ့ဓပုံမှတ်တမ်းကိုစစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကတော့ဝေဝေဆာဆာဖြန့်ဝေခဲ့ပါတယ်။ဒီလောက်ရဟာ2008ခုနှစ်နာကဲမုံတိုင်းတိုက်ခတ်ချိန်မေလ3ရက်နေ့ကအဲ့ဒီအချိန်ကစစ်အစိုးရဝန်ကြီးချုပ်ဖြစ်တဲ့ဦးသိန်းစိန်က မုံတိုင်းပေးတံတင်ပြည်သူတွေကိုတွားရောက်တွေ့ဆုံခဲ့တဲ့သတင်းတပ်ပုံတွေစစ်အစိုးရဝါဒဖြန့်မီဒီယာတွေမှာနေ့စဉ်ရက်ဆက်ထုံးလွှင့်ခဲ့ဘူးတာကိုအမှတ်ရခဲ့ဘူးပါတယ်။စစ်ကောင်းဆောင်တွေဟာအရေးပေါ်လာမှဖောက်ပူမိတိုက်လုပ်တတ်ကြပြီးတိုင်းပြည်ရဲ့ရှေ့ရေးအတွက်ကြိုတင်စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိခဲ့ကြပါဘူး။တကယ်တော့ကြီးမားတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်လာရင်အဆင်သင့်ရင်ဆိုင်နိုင်ဖို့အတွက်နိုင်ငံတွေမှာရှေ့ရီးကိုမျှော်တွေးပြီးကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားကြပါတယ်။ အစင်သစ်ဖြစ်မှုလို့ဆိုရမှာတဘာဝဘေးအနေရဲ့ကြာရောက်ပြီးဆိုတာနဲ့စနစ်တကျအထူးလေးချင်းဖွဲ့စည်းထားတဲ့ကယ်ဆယ်ရေးကြွန့်ကျင်အဖွဲ့တွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာအုံပြုရမယ်အထူးပြုပစ္စည်းကရိယာတွေနဲ့ယဉ်ရန်တရားတွေအစဉ်သိရှိမှုတဘာဝဘေးအနေရဲ့အတွက်တည်တတ်ထူထောင်ထားတဲ့နိုင်ငံတော်ရန်ပုံငွေလုံလောက်မှုရှိမှုနဲ့ဆက်ရှင်းသုံးဆွဲနိုင်မှုတို့ပါဝင်ပါတယ်။အထူးသဖြင့်တဘာဝဘေးအနေရဲ့ကြာရောက်လာတိုင်းလမ်းပန်းဆက်သွယ်ရေးပြတ်တောက်နိုင်ခြင်းနဲ့ကြုံတွေ့ရနိုင်တာကြောင့် အရေးပေါ်ကယ်ဆယ်ရေးအတွက်အလွန်သုံးဝင်တဲ့ရဟတ်ယင်တွေအပါအဝင်ကုန်းရည်နှစ်တန်နဲ့သွာလာနိုင်တဲ့ယင်တွေနဲ့အတူပြင်းကြီးမဟုတ်တဲ့မြေမျက်နှာပြင်တွေမှာအထူးမောင်းနဲ့သွာလာနိုင်တဲ့ယင်တွေဟာဘေးဒုက္ခကြောက်ပိတ်မိနေတဲ့ပြည်သူတွေကိုထိရောက်စွာကယ်ဆယ်နိုင်ရေးမှာအ धिक အသက်သွေးကြောဖြစ်ပါတယ်ဒါပေမဲ့လည်းမြမပြည်သူတွေရဲ့ကံကြမ္မာကအစင်သည့်ဖြစ်မှုအတွက်ကြိုတင်ပြင်ဆင်နိုင်ခဲ့သူနိုင်ငံကောင်ဆောင်ကိုမင်းဆိုမင်းညင်ဘရင်ယူ အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကထောင်သွင်းအကျဉ်းရှာခဲ့ပါတယ်။မြန်မာပြည်သူတွေရွေးကောက်တင်မြောက်ခဲ့တဲ့အယက်သားအစိုးရဒေါအောင်ဆန်းစုကြည်ဟာ၎င်းရဲ့အစိုးရလက်ထက်မှာတဘာဝဘေးအနေရကြရောက်ပါကခက်ခဲတဲ့နေရာတွေကို အရှိန်တို့အတွင်းသွားရောက်ပြီးတော့ကုညီကယ်ဆယ်ရေးတွေလင်းမြန်စွာလှုပ်ဆောင်နိုင်ဖို့ရဟတ်ရင်ဝယ်ယူခဲ့မှုကိုနိုင်ငံပန်းနာငွေအလွဲသုံးစားပြုလုပ်တယ်လို့မင်းအောင်လှိုင်ကမတရားအမှုစဉ်ဆွဆွဲပြီးတရားစွဲထောင်ချခဲ့ပါတယ်။ လက်ရှိဒေါန်ဆန်းစုကြည်အချင်းကြနေတဲ့နေပြည်တော်အချင်းထောင်ဟာငလင်တန်းကိုအပြင်းထန်ကြုံတွေ့ခဲ့ရတဲ့စပူတီတိမျိုးနယ်ရဲ့အနောက်ဘက်စွန်းရန်ကုန်မန္တလေးအဝေးပြေးလမ်းမကြီးနဲ့ကလျက်တီရှိပါတယ်။ဒီအတွက်နေပြည်တော်အချင်းထောင်ကလည်းငလင်တန်းကိုတေချာပေါက်ခန်းစားရနိုင်ပါတယ်။ဒါပေမဲ့လည်းအချင်းထောင်ရဲ့အရှိအအနေနဲ့ဒေါန်ဆန်းစုကြည်ရဲ့အရှိအအနေကိုစစ်ကောင်စီကလုံးဝတည်င်းအမှောင်ရှာထားပါတယ်။ဆီယာနာသိမ့်ပြီးတနစ်ခွဲအကြာ စီးပွားရေးတဟုန်တို့ကျဆင်းနေမှုကိုကင်တွယ်နိုင်ဖို့ဘလို့ကြံစားရမှန်းမသိတဲ့မင်းအောင်လိုင်ဟာတဘာဝဘေးအနေနဲ့ကြုံတွေ့ပါကအစင်သစ်သုံးဆွေးနိုင်ဖို့ဒေါန်ဆန်းစုကြည်ကလည်းအမျိုးအမြင်ရှိရှိစီစဉ်ထူထောင်ခဲ့တဲ့နိုင်ငံတော်ရန်ပုံငွေ7ဘီလီယံ400ကိုစီးပွားရေးဖွံ့ဖြိုးရေးအတွက်ဆိုပြီးတော့တည်တဲ့ရန်ပုံငွေအဖြစ်ပြောင်းလဲသုံးဆွဲခဲ့ပါတယ်။အခုစကိုင်းငလင်းကိုနှစ်ဖူးတွေ့ဒူးတွေကြုံရတဲ့အခါမှာ ကျက်ပီလီယံ400ဟာဇီဒီပန်းမောက်ပျောက်ဆုံးသွားသလိုရဟတ်ရင်ကိုလည်းပြည်သူတွေအပေါ်ဘုံကျဲတဲ့စစ်တပ်ရဲ့စစ်စင်ရေးတွေမှာအုံရှနေပုံရပါတယ်။မြန်မာနိုင်ငံဟာမင်းဆိုမင်းညစ်စစ်ကောင်းဆောင်မင်းရောက်လိုက်အလွန်နိုင်ငံတော်တည်တည်ဆောက်နိုင်မှသာပြည်သူတွေအတွက်အနာဂတ်ရှိနေမှာဖြစ်ပြီးပြည်သူတွေအနေနဲ့ကိုယ်ကံကြံမှာကိုယ်ဖန်တီးယူမှသာရနိုင်မှာဖြစ်တဲ့အကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ရှင်။